Hello Terra Universe Page ကနေပြန်လည်ကြိုလိုက်ပါတယ်။စာတီတစ်ခေါက်မှာကတော့ Dual Energy Love Readily ကိုဒီမှာဖြစ်ပါတယ်။ Please choose your part. Title လေးရပါတော့။ Uh wish part your heart. မင်းတို့နှလုံးသားကဘယ်လမ်းကြောင်းဥတည်နေရလဲ။ ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မကမတူညီတဲ့ energy လေးနဲ့ terror play ကြည့်ပြီးမှဖြစ်ပါတယ်ဒီဘက်ဘက်မှာရှိတာကတော့ feeling terror deck ဖြစ်ပါတယ်ညဘက်မှာရှိတာက kawaii terror deck လေးဖြစ်ပါတယ်ဆိုတော့ terror deck လေးကမတူဘူးပေါ့နော်ဆိုတော့ကိုကဘေးအားကိုစားပြုပြီးရွေးမလဲဒီဒီဘက်ကကိုစားပြုတာကတော့ဒါ obsidian crystal ပေါ့နော်လက်ပတ်လေးကိုစားပြုတာဖြစ်ပါတယ်ဒီဘက်ကကျတော့ clear quest လေးပေါ့နော်ဒီမှာအကြည်လေးကိုစားပြုတာဖြစ်ပါတယ်ဆိုတော့မင်းတို့ကဘေးနှစ်ခုပဲယူရေးပေါ့နော်ဘေးဘေးအားပဲယူရေးပေါ့မင်းတို့ကဒီမှာမတူညီတဲ့ energy နဲ့ဟောပေးမှဖြစ်ပြီးတော့မင်းတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကဲ healing လိုချင်တာလားဒါမှမဟုတ်သင်ခန်းစာတွေကို ်ယူဖို့ကြံနေသေးရလားဒါနဲ့ပတ်သက်ပြီးတော့ခွက်ခွက်ကြကြပေါ့နော်တည်သွားမှာဖြစ်ပါတယ်ဆိုဟုတ်ပြီအာဒီခေါက်ကျမပေါ့နော် terror attack ရွေးခိုင်းတာဖြစ်ပါတယ်ဆိုတော့ဒါလေးကို okay the stress ပေါ့နော်အချိန်ယူပြီးတော့ရေးပေးပါလို့ပြောချင်ပါတယ်ဒီလိန် terror attack လေးကိုရေးချက်ပေးရတဲ့အားလုံးမင်းမင်္ဂလာပါဆိုတော့ဒီ tag လေးကိုရေးချက်ခြင်းအဖြစ်မင်းတို့ရဲ့ပေါ့နော်အခြေအမှဆိုရင်ခန်းစားချက်တချို့တွေကြံနေအောင်မယ်မပြည့်ပြည့်သေးတဲ့အရာတွေကြံအောင်မယ်ဒီကထဲမှာကိုယ်ပေါ့နော်ကိုယ့်ရဲ့အဆောက်အအုံတွေ spirit တွေက ဟာကိုပြောကြလဲဆိုရင်အကယ်တိတိတ်နဲ့အမှန်တရားတွေကိုရင်ဆိုင်စေချင်တယ်လို့ပြောတာပါမင်းတို့ဒီအခြေအမှဆိုရင်အစကောင်းခြင်းနဲ့စတင်နေအဲကိုခန်းစားချက်တချို့ကိုလည်းခန်းစားရမယ်ခန်းစားပြီးနောက်ပိုင်းမှာဘာတွေထပ်တွေ့လာလဲဆိုတော့ကို့အပေါ်မှာပေါ့နော်နာကျင်မှုတွေပေးတဲ့အရာဒီကိုမှပဲဇွဲလမ်းမိသွားတယ်လို့မချစ်တာကို သိပေမဲ့လည်းအရာယူခြင်းတလို့လို့တွေဖြစ်ကြမယ်ဆိုတော့ ဒါလုံးဝမပြီးပြတ်နိုင်သေးပဲနဲ့ကျမတို့ပေါ့နော်ကျမ karmic circle လို့ခေါ်လို့ရတဲ့ဒီကံဝေကျွေးကလေပတ်နေတယ်လို့ပြောပြချင်ဒီပါဠိလိုကြည့်တဲ့လူတွေကဟုတ်တယ်ဒီလိုမျိုးပေါ့နော် karmic circle ဒီကျောင်းမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ mirror soul ပေါ့နော် to to twin flame ပါမယ်အဲ့လိုမဟုတ်ဘူးဆိုရင်အာကိုကဲအချစ်သူရဲ့အချစ်ကြည့်လိုက်မယ်ဆိုရင်ဒါနေရာလုံးဝပေါ့เนาะအပြန်လမှန်ကိုကြည့်နေရတဲ့အတိုင်းပဲမှန်တစ်ချက်ကိုကြည့်နေရတဲ့အတိုင်းပဲပြန်ပြီးရောင်ပြန်ဟက်စီတဲ့ပုံစံမျိုးကိုတွေ့ရတယ် เนาะအချို့ရကြတော့လည်းညင်းခံရတာရှိမိဘယ်ကူပေါ့နော်တေချာတာဒီကတ်ချလိုက်တယ်ဆိုတော့တလောကမင်းတို့ချီရတော့မလွယ်ကူဘူးဒါပေမဲ့ transform ဖြစ်သွားမှာပါအပြောင်းအလဲတွေဖြစ်သွားမယ်အချီးမှာပေါ့နော်ဒီလိုမျိုးအရာတွေခံစားပြီးနောက်ပိုင်းမှာတော့မင်းတို့ဒီပို့ပြီးတော့ကိုတံမာလာလိမ့်မယ်အချီးမှာပို့ပြီးတော့ပိုကောင်းတဲ့သူအဖြစ်နဲ့ရအောင်သင်ကန်းစာတွေရရှိပြီးတော့မှပြန်ပြီးတော့အချစ်ခံရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့နေပါတယ်เนาะဒါမျိုးကျွန်မပြောချင်တာကဲ လက်ရှိအခြေအနေမှာဆိုရင်တော့တချို့တွေကသင်ကန်းစာတွေရရှိဖို့အတွက်ကြံပါဦးမယ်တဲ့ဒါလေးကိုကျွန်မပြောနေပါတယ်လက်ရှိမှာโอเคလက်ရှိအဖြစ်ပြက်လေးတွေကြည့်လိုက်ရအောင်ဒီနေ့ကျွန်မ terror attack တွေအများကြီးခြားမှာပါဒီ terror attack လေးနဲ့ပေါ့နော်ဆိုတော့ညီရလိုမျိုး oracle တွေပါမသုံးဘူးဒီဟာလေးနဲ့တခုပဲကြည့်သွားမှာဖြစ်ပါတယ်ကိုအဆောက်ရှောက်တွေကပြောချင်တာကြားပြီးပြီးတော့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာလို့ဖို့အတွက်ကြံသေးလဲပေါ့နော်ဒါလေးကိုကြည့်မှဖြစ်ပါတယ် So the magician wow ကတ္တိကကျမ်း major ကတ္တိပဲကြားတာနော်ကတ္တိကတော့ major ကတ္တိပဲကြားတယ် the knights of pentacles mm mm -hmm. ဘာလို့ဆိုဒီမှာမတိမြဲခြင်းတွေအများကြီးတွေ့ရတယ်လားအဲ့လိုမျိုးမတိမြဲခြင်းတွေအများကြီးတွေ့ရတယ်တချို့ရပြီးဆုံးသွားပြီ no more fight ရံဖြစ်ကြတော့ဘူး it is a night တော့ပြီအရန်ဖြတ်ဖြစ်ခြင်းနေကြတယ်ဒီမှာဖြတ်လို့ ਆ လည်းမရအောင် က်ဖြစ်ချင်တာမှဖြတ်လို့မရတဲ့သူတွေပို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 ပြီးတော့ခြေနောက်လာတဲ့အရာတွေကျမဒီ feeling terror attack ကိုကြည့်နေတဲ့သူတွေကအရင်ထဲမှာအရင်ကတည်းကနက်နက်ချင်းချင်းနဲ့ကြံနေတဲ့ထင်ရတွေကိုရှေ့ရှင်းမှုအတွက်ရောက်လာတဲ့သူတွေဖြစ်တယ်ဒီထဲမှာမင်းတို့ရဲ့မတိမဲခြင်းတွေကိုဆွန့်လွတ်ကမှဖြစ်ပြီးတော့တိမဲတဲ့အရာတခုကိုဥတီရမှဖြစ်တယ်ကိုယ့်ဘက်မှာဒီထက်ပိုပြီးတော့ karmic circle တွေကံဝေကျွေးလည်းမရှိတော့ဘူး ီထက်ပိုပြီးတော့ခြိနှောင်မှုတွေမရှိတော့ဘူးမင်းတို့ကိုကကိုတိုင်ရတစ်ချိန်ချင်းကြာရင်အမှန်တရားကိုသိလာလိမ့်မယ်အမှန်တရားပိုကောင်းတဲ့အမှန်တရားငါဘာလို့ရမယ်ဖာခရရမယ်ဆိုတော့သိတဲ့အမှန်တရားပါဒီမှာပေါ့နော်ဒီဖားယုတ်ချင်းတွေတော်တော်များလေးပြန်ပြီးတော့ရောင်ပြန်ဟတ်တဲ့ပုံစံမျိုးဖြစ်ရမှာပါပြီးတော့ disaster ဒီမှာကျွန်မကပေါ့နော်ဒီဒီ terror attack ရဲ့ theme အရာပေါ့ဒါ disney ကဒီ villain လေးတွေပေါ့နော်ဒါဆိုရင်တော့သိမှာပါဒါဆုံးမကြီးလေကိုရဲ့ဆိုးကပြန်ပြီးတော့ရောင်ပြန်ဟတ်တာ ကိုဒီဒီလူပေါ်မှာကောင်းခဲ့တယ်ဆိုရင်ကောင်းတဲ့အရာတွေပြန်တက်ရောက်မယ်မဟုတ်ဘူးငါတို့ကဒီလူပေါ်မှာဆိုးဆိုးရွားရွားတွေဆက်ဆံမိပြီးတော့မှငါတို့ကိုယ်တိုင်ချီနှောင်ခြင်းတယ်ဆိုရင်တော့ဒီတားမြဲမင်းတို့ကပြန်ခံစားရလိမ့်မယ်ဆိုတော့အရာအားလုံးကကိုယ့်ရဲ့ရဲ့ပေါ့နော်ကန်စီမန်ရအတိုင်းအရာအားလုံးကပေါ့နော်ကိုယ့်ရဲ့ဒါလောက်ခဲ့တဲ့အရာပေါ်မှာမူတည်ပြီးတော့ပြောင်းလဲနေတယ်ကိုယ့်ရဲ့လူရက်ပေါ်မူတည်ပြီးတော့အရာအားလုံးဒီကောင်းတာလည်းဖြစ်လာနိုင်မယ်ဆိုးတာလည်းဖြစ်လာနိုင်တယ် ဒီဖိုင်းနဲ့မှာကြည့်တဲ့သူတော်တော်များများတော့အရင်ဆိုးရွားတဲ့ထဲမှာတော့မပါဘူးတချို့ကတော့အမှန်တရားကိုသဘောပေါက်နေပြီဒါတော့လူကောင်းတယောက်ကိုတွေ့ကျင်နေပြီတချို့ကတော့အရောက်မှာလူချင်းနေတယ်တချို့ကတော့အဲကိုယ့်ဘက်မှာရှိတဲ့လူကအဲ့လိုကိုယ့်အတွက်လုံခြုံမှုမပေးနိုင်ဘူးကွယ်စိတ်လုံခြုံမှုကောအပျော်ရွှင်မှုကောမပေးနိုင်တာတောင်မှပဲကိုယ့်ဘောเนาะကျိုးနဲ့ဆွဲထားလိုမျိုးဆွဲနေရမျိုးဖြစ်နိုင်တယ်ကြံနေတဲ့စကားတွေကကိုယ်ပြောရမယ်ဆိုရင်อืม facial pentacles ဒီရေးမှာဘာကိုကျွန်မတွေ့လိုက်ရလဲဆိုတော့လေဟိုနောက်ရက်တည်းအတိုက်ခိုက်တည်းဒီမှာခွေးတုံးကောင်းတလားနော်ခွေးတုံးကောင်း page shop page shop ဖနကောက်ဆိုဆိုပေမဲ့ဒီမှာတင်ကားပြတုံးခုရှိရင်အဲတချို့တွေကအဲ့လိုမျိုးပေါ့တပ်ပါတီတွေရှိရဲတပ်ပါတီဆိုတာပေါ့နော်တစ်ဖက်မှာပိုင်ဆိုင်သူတွေရှိတယ်တစ်ဖက်မှာသူတို့ကြိုက်ရတဲ့သူတွေရှိတယ်သဘောကျတဲ့သူတွေရှိတယ်အဲ့ဒါအောင်မှာကိုကသွားပြီးတော့မှတိုက်မိနေတာမျိုးတွေကြောက်မလို့မြောက်နိုင်တာမျိုးတွေပေါ့နော် မတ်သက်ပါတီတွေပါပါတယ်အဲ့တော့တချို့ရ X တွေမကောက်ပါဘောเนาะတချို့ရတော့ပို့ပို့ပြီးတော့မှကိုဘက်ကနေလွတ်မပေးခြင်းတဲ့အရာတွေလည်းအများကြီးတွေ့ရဆောဘလိုပဲဖြစ်ဖြစ်ပါเนาะတချို့တွေကတော့တချင်အချိန်တန်ကြရင်တော့မင်းတို့လည်းရပေါ့မူတီမဲလို့ကျွန်မပြောခဲ့တယ် The star เนาะမာကိုရောင်ပြန်ဟမ်းမေဘာပဲလုပ်လုပ်မှန်းရောင်ပြန်ဟမ်းမှာပဲအမေတေချာတခုကတော့ဒီ deck ကိုကြည့်နေတဲ့သူတွေရဲ့တစ်ဖက်သူကမင်းတို့ကို ထာဝရစိတ်ချေနှံမှုပျော်ရွှင်မှုတော့ပေးနိုင်မှာမဟုတ်ဘူးဒါတို့တိတိနဲ့ကတ်တွေ့နေရပဲ Dream Spirit တွေကမင်းတို့ရဲ့အခြေအမှမင်းတို့ရဲ့ပေါ့နော်ရရှိရမယ့်သင်ခန်းစာတွေကိုအပြည့်အဝကိုခန်းစားခိုင်းနေမင်းတို့ရဲ့ကြောက်စိတ်ဒါ share yourself ပေါ့နော် share lesson တွေကိုရင်ဆိုင်ခိုင်းနေတချို့ရထွက်ပြေးနေတယ်မြင်ဆိုင်ခြင်းထွက်ပြေးနေတယ်ငါမြင်ဆိုင်တော့ဘူးငါဒီလိုမကြည့်တော့ဘူး okay ငါဒီလိုနဲ့လည်းပတ်သက်ပတ်သက်ချင်တော့ဘူးထွက်ပြေးနေတယ်တချို့တွေကကိုယ့်ကိုကိုယ့်ကိုကိုယ်ကနေထွက်ပြေးနေရပါတော့ ဒီဒီလူကငါမဟုတ်ဘူးပေါ့ဒီလူကငါမဟုတ်ဘူးငါအဲ့လိုမျိုးလုပ်မဲ့လူမျိုးတွေမှမပါဘူးဒါပေမဲ့ကိုကကိုကိုတိုင်းကမထင်မှတ်ပဲနဲ့ toxic ဖြစ်နေတဲ့သူတွေရှိရဲ့အဲ့တော့ကိုတိုင်းကနေမှ toxic person တွေဖြစ်နေတဲ့ခါကျတော့အပူတွေဘလောက်ပဲဟိုအပူတွေနဲ့ပဲဟိုဖြတ်တန်းဖြတ်တန်းกว่าဘလောက်ပဲပူနဲ့ဖြတ်တန်းဖြတ်တန်းအချိန်ကြာရင်တော့သူ့လိုချင်တာငြိမ်းချမ်းမှုလေးเนาะ ace of cups တေချာပြီးတော့တည်မြဲတဲ့ relationship တစ်ခုကိုကိုချစ်ပေးမဲ့ချစ်စနေချစ်ပေးမဲ့လူကောင်းတရားအချင်းမြတ်တာလိုချင်ကြမှာပဲဒီလူတွေကနာကျင်ကျင်လောက်နာကျင်ပြီးတော့မှ သူတို့ရာတင်ရထိုက်တဲ့အချက်ကိုပြန်ခန်းစားရမှာဒါဟောကျမတို့ရေနော်ဒီလိုမျိုးပေါ့နော်မှန်တစ်ချက်လိုမျိုးပဲရောင်ပြန်ဟက်တာကမပီးသေးသေးကိုသူတို့ဒီဒီလိုမျိုးပဲလှည့်ပတ်နေအောင်ပါပဲနော်ဒါမျိုးကျမပြောချင်တာတချို့ရတော့ရက်တန်လိုက်လို့ရတယ်ဒါပေမဲ့ရက်တန်ကျင်ကြောက်ချက်ချနေတဲ့ဆက်ပြီးတော့ပြန်လာခြင်းနဲ့ဆက်ပြီးတော့ချစ်ခံစေခြင်းနဲ့ဒါပေမဲ့ပူလောင်မှုနဲ့ရှင်တန်နေရတဲ့သူတွေကဘရောမာတော့ဗောနော်အပူလေးကနေလွံ့မြောက်မှာမဟုတ်ဘူးမင်းတို့ရဲ့လွံ့မြောက်မှုကတော့ ဒီ Ace of Cups ကညွှန်းထားတဲ့အတိုင်းပဲမင်းတို့ကိုကြော်ရှင်စေမဲ့အရာလေးပယ်ဆောင်လာပေးမဲ့သူပါမင်းတို့ကဒီအရာကိုရင်ဆိုင်လိုက်ပြီဆိုရင်တော့မင်းတို့ရဲ့အနာဂတ်ပါလူကောင်းတဲ့ကိုအတွေ့အကြုံတွေ့ရမှာလူကောင်းတဲ့လူပြောလို့ရတယ်ပိုကောင်းတဲ့သူပိုကောင်းတဲ့ဘဝပိုကောင်းတဲ့မိသားစုတွေပေါ့တချို့ဒီမှာပေါ့နော်ဒီလိုမျိုးသူတို့ toxic ဖြစ်နေရမင်းတို့ရဲ့အမားမဟုတ်ပေါ့နော်မင်းတို့ရဲ့မိသားစုလည်းပါလိုက်မယ်မင်းတို့ရဲ့ background မင်းတို့ရဲ့ရှင်တန်လာတဲ့ပတ်ဝန်းကျင်မင်းတို့ပေါ်မှာမင်းတို့ပေါ်မှာပြမှုဆက်ဆံတဲ့လူတွေတော့မင်းတို့ရဲ့တန်ငယ်ချင်းတိုင်းဝိုင်းဒီအရာကတော့ toxic ဆိုတော့ဟို ကိုတာကောင်းနေရင်တော့ကောင်းတဲ့ဘက်ကိုရောင်ပြားမှာဖြစ်ပြီးတော့ကိုတာမကောင်းဆိုရင်မကောင်းတဲ့အရာကိုပဲဒီမှန်ကရောင်ပြားမှာဖြစ်တယ်မင်းတို့ကလှိစားလို့မရအောင်မင်းတို့သူများလှိစားရပဲခင်ရတယ်ပေါ့နော် the magician ဆိုတော့လှိစားတာရခင်ရတယ်ဒါပေမဲ့လှိစားခင်ရလိုက်ကိုကပြန်ပလေးလိုက်နေဘယ်တော့မှတည်မြဲမှုကိုမရကြပဲနေပဲဒီ hammer လိုမျိုးပဲဆောက်ထိုးကြီးပြုတ်ကြမလားဘလို့ဖြစ်မလဲကိုအချီးကြီးမှာเนาะ ဟိုလောကမထိုက်တန်အောင်ကွာမတန်လို့တောင်ခံစားရမယ်ပေါ့နော်ငါဒီလိုချစ်ခဲ့တာမတန်ဘူးငါကတော့သူတို့လုတ်ပေးခဲ့တာမတန်ဘူးငါကတော့သူ့ကိုလို့ချစ်ပြီးတော့အန်အန်ပေးခဲ့ရတယ်ကွာတကယ်ပဲအန်ပေးခဲ့ရတဲ့တစ်ဝက်လောက်တောင်မှကွာပြန်မခံစားရဘူးမတန်ဘူးအရာရာအလုံးကိုတန်ဖို့ရှိတာမရှိရနဲ့ဆုံးဖြတ်နေတဲ့သူတွေလည်းအများကြီးရှိတယ်နော်အဲ့တော့အတိုက်ခိုက်လဲအရင်များတဲ့အခြေအယူဘာကြောင့်လူစင်နေရတာလဲတဲ့ မောင်မေးလာပါတယ်။ဘာကြောင့်လူနေရတာလဲ။ဘာကြောင့်လူချင်းနေရတာလဲ။မင်းဒီမှန်ယူရိုက်ပဲခွဲမလား။ဒီရောက်ပြန်ဟတ်နေရတွေကိုကောင်းတဲ့ဘက်ကနေပဲတွေးပြီးတော့အကောင်းတဲ့အရာတွေပဲပြန်တွေးလာမလား။ဆိုတော့ဒီ crystal တွေကလည်းเนาะကျမဒီ crystal ရေးခိုင်းတာလည်းအကောင်းမဟုတ်ဘူးသူတို့ရဒီအောင်ဆောင်းဆောင်းတင်တယ် black obsidian obsidian လို့ခေါ်ပါတယ်အမင်းအောင်ကြောင်လေးပေါ့เนาะသူတို့ဒါအောင်ဆောင်းဆောင်းတင်တယ်ကျမလူတိုင်းကတော့ဒီ fusion တွေကိုဆောင်းခိုင်းနေပေါ့เนาะအမေကျမကတော့ဒီအရာတွေကကြတော့ဒါ toxic type ဖြစ်တဲ့သူတော်တော်များများပေါ့เนาะ toxic ဖြစ်ကြတဲ့လူတော်တော်များများက ဒီဒီကောင်လေးကတော့ကိုတနည်းမဟုတ်တနည်းနဲ့ဖိတ်ကိုတင်ငိမ်မှုပေးနိုင်တယ်ပဲဆိုပါစို့နော်ဒါလေးကိုပြောချင်ပါတယ်ဟောဒါလေးကလည်းဒါကျွန်မစောင်းခိုင်းတာလည်းဟုတ်တယ်လို့ပေါ့နော်ဒါလေးနဲ့လည်းကြည်ရွေးချက်ပြီးတော့ကြည်ပေးတာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့အခဲမကြည့်နေတာရင်ရွေးဖွင့်ချင်တာရင်ပြပြချင်တာရှိရဲဆိုရင်တော့ကျွန်မရှိမှာ personal reading လေးလာမေးလို့ရပါတယ်ရှင်ကဲ reading ကိုကြည့်ခဲ့သူတွေအားလုံး spirit ကပြောပြတဲ့အတိုင်းပဲအမန်တရားကိုရှာဖွေတွေးရှိပါစေအမန်တရားရောင်ရောင်ပြန်ဟပ်ပါစေအတိုက်ခိုက်တွေရောကြပါစေ ကိုယ့်ဘောမှာတကယ်ချစ်ပေးမဲ့သူတွေဖြစ်လာပြီးတော့ကိုယ်လက်ရှိပတ်သက်နေတဲ့သူကလည်းပိုကောင်းတဲ့သူတွေဖြစ်လာကြပါစေလို့ဆုတောင်းပလိုက်ပါရရှင်။ကဲဆိုတော့ခဝိုက်ထဲရောတက်ကလေးကိုရွေးချယ်တဲ့သူအားလုံးမင်္ဂလာပါဒီ reading လေးမှာတော့မင်းတို့ရဲ့ပေါ့နော်အာနှလုံးသားကညဉ့်ညံ့မှုကိုရှာဖွေနေတဲ့ကိုယ်နှတာတာဖြစ်စေမဲ့သူအိမ်လုံးနှွေးထွေးမှုခံစားချက်ပြနေတဲ့သူမျိုးကိုလိုအပ်နေတယ်မင်းတို့ရဲ့တချို့တော့အရာတွေပေါ့နော် healing လုပ်ဖို့လည်းလိုအပ်နေရပေါ့နော်ဆိုတော့ဒီကက်လေးကိုရွေးချယ်ခြင်းရပြီပေါ့နော်မင်းတို့ရဲ့ဒီ spirit ပေါ့မင်းတို့ရဲ့ spirit ကပိုကောင်းတဲ့အရာတွေ ထိုက်တန်မှုတွေမိလို့နှလုံးသားကကုစားမှုတွေเนาะဓာလေးတွေကိုပြောပြခြင်းနေပါတယ်တဲ့မိလို့နှလုံးသားတကယ်ပေါ့เนาะ plus energy ကိုလိုအပ်နေရဖြစ်တယ်တဲ့အာမိလို့ကိုမိလို့ကလည်းအရင်ဆုံးပေါ့เนาะ healing လုပ်ဖို့လိုအပ်ပါအောင်မယ်တဲ့ဆိုတော့ဟုတ်ပြီကတ်လေးတွေကိုချလိုက်ရအောင်အခြေအမှပေါ့နော်မင်းတို့ကလူကောင်းနေဖြစ်ခဲ့ကြတာပါတဖက်သူကကိုယ့်ပေါ့နော်ဘလောက်ပဲထိတ်တန့်ရရပေးပေးပေါ့ကိုကလေအာကောင်းတဲ့ຢာကြီးလုတ်ခဲ့တယ်လို့ပြောလို့ရပါတယ်မှန်ကန်တဲ့ຢာကြီးလုတ်ခဲ့တယ်ပြီးတဲ့ခါကျတော့ ို့နေတာဝန်ကျေခဲ့တယ်လို့ပဲပြောရမလားဒီ ARP ပြီးရနောက်ပိုင်းမှာတော့မင်းတို့ဘက်ကတော့ကိုလုံပေးတလောက်ပြန်မရနေရရှိလို့ပေါ့နော်နည်းနည်းလေးနာကျင်နေရတယ်နည်းနည်းလေးမဟုတ်ပါဘူးနာကျင်နေရတာစိတ်ထဲမှာအခဲမကြေဖြစ်နေရတယ်ထင်ရရပြီးတော့အခြေတကိုရှာမတွေ့တာကြီးပေါ့နော်ဆိုတော့ဂျာရဲမှာ emotional healing နေလိုအပ်နေရ emotional healing နေလိုအပ်နေတဲ့တချို့ကတော့အလုပ်တွေစူးစမ်းနေကြတဲ့တချို့ကတော့ပေါ်ရမှာပေါ့နော်အာ ကိုတကယ်မချစ်ပေးနိုင်တဲ့သူ မတွေ့ဘူးဆိုရင်ရရငါဘောငါတို့ပွားတယ်ဘူးမှတော့မလာနေတော့ဆိုပြီးတော့ကိုမအာပြောထားတာမျိုးလေးရှိရယ်ပေါ့နော် ဲ့တော့အဲ့ဒါကလေတကယ်တမ်းပြောရမယ်ဆိုရင် healing လုပ်ရမလားမရောက်ဘူးတိလားတကယ်တော့ healing လုပ်မယ်ဆိုတာမင်းတို့ကမှားနေတယ်အဲ့တော့ဒီကတ်တူကြီးရဲ့သူက healing အမှန်ကိုလုပ်ပေးဖို့အတွက်ရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုး healing လုပ်ကြမလဲငါတို့ဘာလေးလုပ်ဖို့လိုအပ်လဲအရင်ဆုံးဒီမှာကတ်ကိုကြီးရဲ့သူတွေကတော့နှလုံးသားကိုရေးချက်တာပြီးသွားပြီဒီတစ်ခါတော့အုံနောက်နဲ့ရေးချက်ဖို့ပဲလိုတော့တယ်အုံနောက်ပေါ့တကယ်မင်းတို့ရဲ့ပေါ့နော်ဒီ follow your heart ဆိုပေမဲ့လည်းမင်းတို့ရဲ့ပေါ့နော်တစားရစိတ်ဆန္ဒတွေကိုတော့တေချာလေးကိုအုံနောက်နဲ့တေးဖို့လိုအပ်နေပါသေးတယ်ဒါတွေကိုပြောနေရပါဒီကလေးတွေမှာဟုတ်ပြီမင်းတို့ရဲ့ခံစားချက်တွေရုပ်ထွေးနေခံစားချက်တွေကိုပြီးဆုံးသွားတဲ့အခါမျိုးမှာမင်းတို့ဒီပို ကောင်းတဲ့အရာတွေရလာလိမ့်မယ်။အာ facial panicle ဆိုတဲ့စကလေးအရာမျိုးကိုပေါ့နော်။ဒါ spirit က messenger လောက်လိုက်တဲ့မျိုးပဲ။စကားတွေကိုစင်ပါစင်ပါလိုက်တဲ့ပုံစံလိုမျိုးပဲနော်။မင်းတို့ဒီအပြောခီးထူထွက်မယ်။မင်းတို့ဒီအအသိန်းဖွဲတစ်ခုနဲ့ party တွေပါလုပ်မယ်။မိသားစုတစ်ခုနဲ့အချိန်ပေးမယ်။ ကိုရှိရတဲ့သူနဲ့ quality တိုင်းပေါ့နော်အချိန်တစ်ခုကိုပေးမယ်မင်းတို့ရဲ့ပတ်ဝန်းကျင်ကိုလူကောင်းနေရောက်လာလိမ့်မယ်ဒီအရာကနေစပြီးတော့မင်းတို့ကကိုယ့်ကိုယ်ပြန်လှည့်ပြီးတော့ကုစားသွားမှာပါတဲ့နော်ကိုယ့်ကိုယ်ပြန်ပြီးတော့ healing လုပ်သွားမှာပါတဲ့ဒါလေးကိုတွေ့ရတယ်နော်အဲ့လိုမျိုး healing လုပ်ကနေဒီစင်ကိုအချိန်တစ်ခုထိတော့စောင့်ရမယ်မင်းတို့ဒီအာနှလုံးသားပုံပြီးနူးညံ့လာတယ်လို့စိတ်ထဲမှာလည်းပဲအာပိုကောင်းတဲ့အရာတွေပဲဖြစ်လာတဲ့အခါမျိုးမှာပိုကောင်းတဲ့လူပါကိုယ့်ဘဝရောက်လာတာမျိုးပေါ့နော်ကဲ okay. ဆိုတော့ဒီတစ်ခါကတော့ရေတူတူတွေမဟုတ်တော့ဘူးเนาะရေရှည်တူတွေဖြစ်မှာပါအာ king saw cast reverse နဲ့ king of sword no ဘာမှအပူပင်တွေပေါ့เนาะဘာမှပူပင်တွေပါပြေးတဲ့သူမျိုးမဟုတ်တော့ဘူးမင်းတို့နှလုံးသားလမ်းကြောင်းကဘလိုပဲဖြစ်ဖြစ်နူးညံ့မှုနောက်ကိုလိုက်ခဲ့ပြီးပြီးဒီ terror attack တွေကိုရွေးချယ်ပြီးတော့မျိုးရဲ့နှလုံးသားက အာပို့ပြီးတော့အကောင့်နဲ့အနာဂတ်ကိုရေးချက်ပြီးသွားပြီလို့ကျမမြင်တယ်။တခုပဲလိုအပ်တယ်။စိတ်ခံစားချက်တွေမပြည့်ပြတ်သေးပဲနဲ့ emotional healing လုပ်ဖို့လိုအပ်နေရ။ကိုယ့်ကိုပေါ့နော်အတိတ်က relationship နဲ့ပတ်သက်ပြီးတော့အာနာကျင်မှုတွေပေါ့နော်ခံစားနေရလို့ထင်နေရဒါမျိုးလေးတွေ့ရပါတယ်။ Oh, these are cats. ဒါကျမပြောရဲနော်ဂျာရဲမှာ celebrating တခုတော့ရှိတယ်အ step party တွေအလုပ်လုပ်တဲ့သူဆို step party တွေပျော်ဝဲရှင်ပွဲတွေပေါ့နော်ဒါမျိုးလေးသူတို့ကတော့လှုပ်ရှားရှိသေးတယ်ပျော်ရှင်စရာလေးရောက်လာနိုင်မှာပေါ့နော်ကိုယ့်ရဲ့ mission တွေပေါ့ကိုယ့်ရဲ့ mission တခုကဘာလုပ်ကမလဲဆိုတော့အရင်ဆုံးကိုယ့်ကိုပြောဖို့အတွက်တဲ့ကိုယ့်ကိုပြောဖို့အတွက်အရင်ဆုံးဦးစားပေးရမယ်တဲ့ဒါလေးကတော့မင်းတို့ရဲ့ healing journey လေးပေါ့နော်အော်ခီးရထွက်ကမယ်ကိုကိုပျော်ရှင်အောင်လုပ်ကမယ်ပေါ့နော်တစ်ဖက်သူတို့ကလေအချိန်တစ်ခုထိတို့တော့သူကမေ့ထားနိုင်လိမ့်မယ်ဒီလားနော်ဒါမျိုးလေးကိုကျွန်မပြောချင်တယ်ဒီမှာကျွန်မတွေ့ရတဲ့လူတွေကတော့ရီးစားလည်းတော်တော်ပါမရှိကြဘူး အာဒါပေမဲ့ပေါ့နော်အဆက်ဟောင်းနေနဲ့ပတ်သက်ပြီးတော့နာကျင်မှုတွေခံနေရတဲ့သူတွေအများကြီးတွေ့တယ်။တချို့ရကြတော့ဒီလောလက်လက်မှာရီးစားရည်နဲ့ပြတ်ထားတဲ့သူတွေပါတယ်။ Okay မပြတ်သေးတဲ့သူတွေရှိမယ်ဆိုလဲပဲအာနော်ဒီမှာကြည့်လိုက်အောင်မယ်။မပြတ်သေးတဲ့သူတွေပေါ့နော်။အခုလက်ရှိမှာ in a relationship ရှိရဲ့သူတွေလည်းပဲစိတ်မပူပါနဲ့။စိတ်မပူပါနဲ့။အရာအလုံးကပြည့်လဲသွားမှာပါ။လူကောင်းလားလူဆိုးလားနော်။ မကောင်းဘူးဆိုရင်ခဏလေးပဲဟူးကြီးခနဲ့ဆိုတော့သူ့အလိုလိုမင်းတို့ရဲ့ပေါ်အားတွေကနေထွက်သွားလိမ့်မယ်နော်မင်းတို့ကအချင်းကြီးကိုစောင့်ကြည့်ရုံပဲမင်းတို့ဒီမှာစ조사ခဲ့တယ်လို့ပြောနေရကွာ the star titan ရဲ့ reward ကိုကတော့ရမှာပဲမင်းတို့စ조사ခဲ့ရအကောင်တော့မြင်နေအချီးကြီးမှာငါဘယ်လောက်ထိဆွဲထားလဲငါဘယ်လောက်ထိကောင်းအောင်လုပ်လဲငါဘယ်လောက်ထိဥဆောင်ပြောငါဘယ်လောက်ထိတွေးနေလဲဒါအကုန်လုံးပေါ်တယ်မင်းတို့စ조사ခဲ့ပြီပြီကွာတစ်ဖက်သူကဒါအောင်မှာအတိမမပြူဆိုရင်ရရဲတကားဖွင့်ပြီးပြီးတော့တူတူလိုလိုထွက်သွားမှာ เนาะတချို့ရအဲ့လိုဘလောက်ပဲစူးစမ်းဒီမှာတွေ့နေရလေ relationship တင်ဘလောက်ပဲစူးစမ်းစူးစမ်းဒီလူကအထုတ်ပိုက်ပြီးထွက်သွားမှာပဲအဲ့ဒါဒီလူကကွာမကောင်းတဲ့လမ်းကြောင်းလိုက်မဲ့တူတာဆိုရင်ညီမလေးဘလောက်ပဲဆွဲထားဆွဲထားမင်းတို့ရေပေါ့เนาะညီမလေးမောင်လေးဘာသူမဆိုပေါ့เนาะဒါဘလို့ပဲမင်းတို့ဆွဲထားဆွဲထားသူတို့ကပြန်သွားမှာပဲထွက်သွားမှာပဲเนาะစမ်းကြဲရတယ်လာမင်းတို့ကစူးစမ်းမှုနဲ့တူထိုက်တန်တဲ့အရာတခုကိုမရခဲ့ဘူးစွန့်ရင်ထောင်မှပဲမင်းတို့ရဲ့ပေါ့เนาะစိတ်နှလုံးသားဝိညာဉ်ကပိုကောင်းတဲ့လူရှိရောက်အောင် ဘာဖြစ်နေရလဲဆိုရင်မင်းတို့ကိုပြန်ပြီးတော့ energy boost ပေးနေရကွာမင်းတို့အရင်စူးစမ်းခဲ့ပြီးပြီမင်းတို့ပင်ပန်းနေဦးလားဆိုတာမိကုံးကလည်းထုတ်လာတယ်နော်အနာဂတ်အတွက်ကောင်းကောင်းရည်မှန်းချက်မရှိတဲ့သူတွေမင်းကလေးပြောက်ကြိုက်ဖြစ်ပါရှိကြရနော်အပြော်ပါလိုက်စားတဲ့သူတွေပြောမဲပါမဲအမေမင်းတို့ကဒီ5ဝီချက်တဲ့သူတွေကအတီရမ်းလို့ကျင်တာအတီပဲသွားကျင်တာအဲ့အတီးကြီးတွေလုတ်နေကြရပြီပေါ့နော်အာမင်းတို့ကဘာဘာကြီးလုတ်နေရလဲဘာလို့အတီးကြီးတွေလဲတစ်ဖက်သူကငင်းငွေလာတယ်ဟော energy မကကြီးပေါ့အဲ့တော့ ကိုနဲ့မကိုက်တဲ့သူဒီကိုဘွားရရနေထွက်သွားမယ်မင်းတို့ကတော့အကောင်းဆုံးစူးစမ်းခဲ့တယ်နော်အဲ့တော့ blessed energy လေးရမယ်နော်음ဟွန်းဟွန်း အခြေအမှလေကောင်းတဲ့လူလေးတွေနော်လူကောင်းလေးဝင်လာအောင်ဆိုလို့ clear cross လေးစောင့်ထားပါလို့ပြောချင်တယ်အဲ့တော့ကျွန်မကတော့ဒီလိုတတိရှိနေတဲ့ clear cross တွေပေါ့နော်အများကြီးပဲအဲ့တော့တတိရှိနေတဲ့ clear cross လေးတွေကိုမစောင့်ထားလို့ဆိုရင်တော့ဒီလိုမျိုးလက်စွပ်လေးရှိမယ်ကွာဒီလားလက်စွပ်လေးတွေအာဒီလိုမျိုးပေါ့ dark clear cross တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးလေးစောင့်ထားလို့ရတယ်နော်ဒီလူတွေကဓာတ်လို့လေးစောင့်ပေးဖို့လိုအပ်တယ်။ပို့ပြီးတော့နှလုံးသား pure ဖြစ်နေဖို့လိုအပ်တယ်။နှလုံးသားရတန့်ရှင်းနေဖို့လိုအပ်တယ်။မျိုးရဲ့စိတ်ဝိညာဉ်လေးကအရင်ကမှနူးညံ့တယ်။နူးညံ့တဲ့အခါမျိုးမှာလေး ဘယ်လိုပြောမလဲအရန်ကိုနူးညံ့တော့ကွာလူတွေကလာပြီးတော့ကစားကျင်ကြရပေါ့မင်းတို့ကကန်တစ်ခုကိုပါလာတာအချစ်ခံရမယ့်ကန်ကိုပါလာအဲ့တော့မင်းတို့ကလေအချစ်မခံရတဲ့သူဘွားလေးရောက်လာပြီဘလောက်ပဲကြိုးစားကြိုးစားမင်းတို့ကအချစ်တော့မခံရအောင်အဲ့တော့တကယ်ကိုနဲ့ထိုက်တယ်တဲ့သူနဲ့တွေ့ရမှာအချစ်ခံရမှာနော်အဲ့ဒါကိုပြောချင်တာနော်ထိုက်တယ်တဲ့သူနဲ့တွေ့ရင်အချစ်ခံရမယ်အာဒီလူနဲ့တွေ့ဖို့ကလေ near future ဆိုတာမျိုးပြောလို့ရတယ်နော်နီးနီးကတ်တဲ့အနာဂတ်တစ်ခုပေါ့ near future လို့ပြောလို့ရတယ် ဟုတ်ကဲ့ terror attack လေးမှာဆိုရင် mino ကိုအဆောက်အအုံတရားလဲ support တွေပေးထားတယ်เนาะဒီမှာဆိုရင် divine support အဲဒီမှာအဆောက်အအုံလေး divine support ကြီးလဲပါတယ် mino ရဲ့အခြေအနေမှာပြန်ပြီး recovery လုပ်လိုက်မယ်အာ mino ဒီဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်လာလိမ့်မယ်ဒါမျိုးကိုပြောချင်တာပါเนาะအဲ့တော့ mino ရဲ့အခြေအနေကလည်းဒီ kawaii ကလေးကိုယူလိုက်ပြီးဆိုရ mino ကနောက်ွယ်မှာဘယ်လိုမျိုးဘာပဲကြုံလာကြုံလာ mino ကကာကွယ်ဆောက်ရှောက်မှုအပြည့်ရပြီးသားဖြစ်လိမ့်မယ်မင်းတို့လောက်ခဲ့တဲ့အရာတွေအတွက်တူညီတဲ့ခံစားချက်ကိုရရမယ်เนาะ အခြေခံကောင်းလာဆိုတော့အခုကောင်းလာပြီလို့ကျွန်မပြောချင်တယ်အခြေခံနေပြန်ပြီးတော့ကောင်းလာပြန်ပြီးတော့အဆင်ပြေလာပြီလို့ကျွန်မပြောချင်တယ်ချားထဲမှာအခြေခံကောင်းဖို့ကိုရောတွေ့ရတယ်လို့ဒီမှာပြန်ပြီးတော့ collaboration ပေါ့နော်စုံစည်းမှုလေးတွေလုပ်ရလိမ့်မယ်ကျွန်မပြောသလိုပါတီပွဲလေးတွေပျော်ကိုကပျော်တာပေါ့နော်ပျော်ပါခိုင်းနေဆိုတဲ့အထက်ပျော်စရာလေးတွေကိုကိုဖန်တီးလိမ့်မယ် မိသားစုတစ်ခုနဲ့အချင်းတစ်ခုပေးလိုက်မယ်အဲ့ဒါကို quality time လို့ခေါ်တာပေါ့နော်။ဒါမျိုးတွေလုပ်ပေးဖြစ်မယ်။မင်းတို့တွေရှောက်လဲရမယ်၊သွားရမယ်၊ date လုပ်ရမယ်၊ coffee date ရရပေါ့နော်။ Okay ။နောက်တွေ့မဲ့သူက home person လို့ပြောလို့ရတယ်။အိမ်လိုနှူးထင်းမှုပေးနိုင်တဲ့သူ။အိမ်လိုမျိုးပဲ။တငယ်ချင်းလိုမျိုးလည်းရောလို့ရသလိုမိတ်ဆွေလိုမျိုးလည်းနေလို့ရတယ်။အိမ်လိုမျိုးလူတော်လို့ပေါ့ပေါ့ပပလေးလည်းရှိတဲ့အပြင်မှာတကယ်တမ်းကျတော့သူ့မှာလေးနက်တဲ့အရာတခုတွေရှိနေတာလေးနက်တာလာနေမှာအဲ့မင်းတို့ကို comfort ပေးနိုင်မဲ့သူပေါ့နော်တလားစိတ် ပော့ပါစေအောင်လှုပ်ပေးနိုင်မယ်သူလို့ကျွန်မပြောချင်တယ်အဲ့တော့ဒီလိုမျိုးတွေတွေ့ရတတယ်ပေါ့နော်အစိမ့်မပူပါနဲ့အမ်ကျွန်မတို့ကဒီပေါ့နော်ဒီ pie ဒီ deck ကိုရေးထားတဲ့သူတွေဒီ support ရမယ်လို့ကျွန်မပါစကအထက်ထက်ကကပြောနေရပေါ့နော် support ရမယ်အိမ်နောက်မှာလည်းပဲပို့ပြီးကောင်းတဲ့နာကလန်ကြောင့်နေရှိလာပါလိမ့်မယ်အဲ့တော့စိတ်မပူပါနဲ့အဲ့တော့ဒီစားမရှိတဲ့သူတွေဘယ်လိုစားမရတာလဲ ဒါ ਈ သိချင်နေကြမှာပဲဗောနော်ဒီမှာလေးပဲမဟုတ်ဘူးမင်းတို့ကမင်းတို့ဘွားမှာပိုကောင်းတဲ့လူလာဖို့အရေးကိုအရင်ဦးဆုံးမင်းတို့က ီလိုမျိုး lesson တွေလာအောင်ပါเนาะရေးစားရဖို့အစောနေကြနဲ့ရေးစားရမှာမျက်ခွက်เนาะမျက်ရည်နဲ့မျက်ခွက်တွေဖြစ်နေကြပဲဒါ single PC လေးတွေကိုပြောတာเนาะ single PC လေးတွေခလေးလေးတွေကိုပြောတာเนาะအချို့ဒီမှာ senior တွေလေ senior level တွေခန်းစားနေရတာဒီကတည်းကမှအကုန်ကြည့်သွားကွာเนาะအဲ့တော့ senior level တွေအခုတော့ခန်းစားလို့ပြီးသွားပြီသူတို့က recovery လုပ်နေရပြန်ပြီးတော့အဲ့တော့ junior လေးလည်းစိတ်မပူပါနဲ့လို့ကိုကိုရဲ့အလှဲ့မှာလည်းကိုရဲ့ကံလန်းကြောင့်လိုက်ကိုကောင်းနိုင်ဆိုရည်လည်းဖြစ်လာပါဦးမှာလို့เนาะဒါလေးကိုပြောချင်ပါဒီမှာဒီမှာအရင်ရေးစားလို့ချင်တဲ့ခလေးလေးလည်းတွေ့ရလို့ကွာโอเคဒါလေးသာစောင့်ထားပါစင်မြေတော့ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ဒီ reading လေးကိုကြည့်ပေးတဲ့သူတွေအကောင်လုံးလေး device support တွေရကြပါစေပိုကောင်းတဲ့အနာဂတ်ကိုပျော်ရှင်အောင်ထားပေးမယ့်သူတွေတွေ့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်တွေ့ကြမယ်နော် fortunate reading သိစိတ်ကြည့်ရှင်နေဆိုရင်နော် terror universe page မှာ live ဆုံဆန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်